ကုလသမဂ္ဂကြားဆင်ဆက်ညှိနှိုင်းပေးတဲ့ Syria ငြိမ်းချမ်းဆွေးနွေးပွဲကိုမလ23ရက်နေ့မှာပြန်လည်စတင်လိုက်တယ်လို့သိရပါဗျ။အစိုးရနဲ့ဆွေးနွေးညှိနှိုင်းသူတွေဟာဆွေးနွေးပွဲအစီအစဉ်တွေကိုသဘောတူထားပြီးဖြစ်တဲ့အတွက်ရှေ့ဆက်ဆွေးနွေးညှိနှိုင်းကြဖို့အားလုံးအဆင်သင့်ပါပဲလို့ကုလသမဂ္ဂတန်တမန် Staffan Dimitriou ကပြောခဲ့ပါဗျ။ဆွေးနွေးပွဲအစီအစဉ်မှာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးများအကြောင်းရွေးကောက်ပွဲအကြောင်းနဲ့တံပြန်အကြမ်းဖက်ဆစ်စင်ရေးအကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ Jihadist တွေက စီးရီးယားရှိအစိုးရပိုင်နေမြင်တဲ့ဟာမာပြည်နယ်တွေမှာတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက်မကြသေးခင်ရက်တွေက အပြည့်ခက်ရစဲရေးသဘောတူညီမှုပြသခဲ့ရပါတယ်။ကုလသမဂ္ဂဟာလူပေါင်း3,200,000ျော်တည်ဆုံခဲ့ရတဲ့ချောင်းနစ်ကြပရိပခတွေကိုအဆုံးသတ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးငြိမ်းချမ်းဆွေးနွေးပွဲပြုလုပ်ဖို့တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။အဓိကအတိုက်ခံအဖွဲ့ဖြစ်တဲ့ HNC ဟာအဆိုပါဆွေးနွေးပွဲအတွက်မလ22ရက်နေ့ကဂျီနီဗာကိုရောက်နေခဲ့ကြတာဖြစ်ပါတယ်။ဆီးရီးယားအဆိုရကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တဲ့ဆီးရီးယားကုလသမဂ္ဂတန်တမန်ဘာရှာအယ်ဂျာဖရီဟာလည်းအဲ့ဒီနေ့မှာပဲဂျီနီဗာကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။အခုချိန်ထိတော့ဆီးရီးယားအဆိုရနဲ့တပုံတို့မျက်နှာချင်းဆိုင်တွေ့ ်ဆောင်ဆွေးနွေးကြတာမရှိသေးပါဘူး။စီးရီးယားကုလသမဂ္ဂတန်တမန်ဘာရှာအယ်ဂျာဖရီက၎င်းအနေနဲ့အတိုက်ခံအဖွဲ့ငယ်နှစ်ခုနဲ့ HNC အတိုက်ခံအဖွဲ့တို့စီးလုံးညီညွတ်ကြစီလိုတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အတိုက်ခံဖြစ်နေကြတဲ့ရွေးချက်ချင်းမတူညီတဲ့အတွက်အတိုက်ခံအဖွဲ့တွေကြားမှာစီးလုံးညီညွတ်ဖို့ဆိုတာတော့ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့သိရပါတယ်။